ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ရခိုင်တပ်တော် AA ဘာကြောင့်အင်အားကြီးလာလဲနဲ့တောင်ပိုင်းတိုင်းအပေါ်အထင်မလွဲဘူးစသည်ပြောပြပါလိမ့်မယ်ကိုနိုင်နိုင်အောင် မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်အဲတောင်ပိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့အထင်မှားမြင်မှားတွေဖြစ်နေတဲ့ဟာတွေကလွဲနေတယ်ဆိုတဲ့အကြောင်းတသက်ထူဖို့အတွက်စူးစမ်းနေပြီအဲတော့အောင်စရာစစ်စစ်ရင်နဲ့ပတ်သက်ပြီးတော့2029ဒုတိယစစ်စစ်ရင်မှာ အဲ့ကပါလာတဲ့ကောင်လေး600ကျော်နဲ့တခြားအင်အားစုဖွဲ့ပြီးတော့အလုံးလိုက်ရင်းလိုက်တက်လာတာယနေ့လည်းဆိုနှစ်နှစ်ပြည့်ပြီနှစ်နှစ်ပြည့်ပြီအဲ့တော့30ဆက်ကုန်စစ်စင်ရေးဒီညတော့ကျွန်တော်ပြောခဲ့သလိုရှမ်းပြည်မြောက်ပိုင်းမှာကျွန်တော်တို့နေထိုင်ခဲ့တာအဲ9နှစ်လောက်ရှိတယ်အဲ့ရှမ်းပြည်ကကျတော့ငွေရှာတဲ့တက်တယ်ငွေရှာတဲ့တက်တယ်စုဖွဲ့တာစစ်တပ်ကနေပြီးတော့စစ်ကောင်းဆောင်ဖြစ်ဖို့အတွက်စစ်ဦးချုပ်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်တိုင်းမှုအဆင့်ဖြစ်ဖို့အတွက်ဆိုရင် အရင်ဆုံးရွှေတိတိကံတိုင်းလို့ခေါ်တဲ့တိကံတိုင်းကိုလေ့လာရတယ်။ရှမ်းရှိလို့ပြောရမှာမဟုတ်တော့အဲကျိုင်းတုံလို့လာရှိုးလို့နော်အဲတိကံတိုင်းတွေမှာလေ့လာရတယ်။အလောင်းကစားတွေ၊မွေးစေးဝါးတွေ၊မောင်ခိုးတွေအဲပုဆန်နေနဲ့စစ်တပ်ကနေပြီးတော့ရှာတက်အောင်လို့လုပ်ငန်းရှင်တွေနဲ့ပေါင်းတက်အောင်လို့ဘာလို့ဆိုတော့ဟိုပြည်ပမှာရှိနေတဲ့ဒီလိုလေလုံးအားကြီးတဲ့ ဒီကုံတွေတခိုးတွေကလင်ကကြစ်တွေမွေးစည်းဝါးသမားတွေလောင်းစားသမားတွေ ਨੇ အဲတနည်းနည်းနည်းလောက်လေးလာပြီးတော့မှနောက်ပြီးတော့နာမခအခုအေးတိုက်နေတဲ့နာမခပြောင်းသွားတယ်အဲနာမခကနေပြီးတော့ကံယူတန်တိုင်းလို့ခေါ်တဲ့တဝဲပေါ့ဗျာနော်ကံယူတန်တိုင်းလို့ခေါ်တဲ့တဝဲကိုပြောင်းသွားတယ်အဲ300ပြည့်သွားတဲ့စစ်တိုင်းမှုမှန်များက1 2တန်းဝင်တယ်ကာကကြီးမှာနော်ကာကကြီးမှာ1 2တန်းဝင်တယ် တမိုင်းလေးတွေပြန်လေးလာမင်းအောင်လိုင်းဒီစောက်ချင်မဟုတ်ဘူးမင်းအောင်လိုင်းစောင်းရဲလဲတဲ့ကောင်အတူအကျိုးစီးပွားနဲ့ပတ်သက်ရင်ဘယ်ကောင်မှအမညာဘူးနော်မင်းအောင်လိုင်းကစောင်းရဲလဲတဲ့ကောင်အဲ့အတွက်မို့လဲအာနာသိမ်းသွားတာအဲ့တော့တောင်ပိုင်းကိစ္စပြောမယ်ကျွန်တော်တို့တောင်ပိုင်းအစုဖွဲ့မှာငကူတွေက UNG အစိုးရမလုပ်ဘူးပြောခဲ့ပြီ PDF ကလွယ်ပြီးပါကပါမလုပ်ဘူးပြောခဲ့ပြီတချို့တော့ခင်ခေါင်းဆောင်ပိုင်းကြီးကပါကပါလည်းရှိပါစေတော်လိုင်းအင်အားစုတွေရှိပါစေဆိုတော့ ဒါနဲ့ကျွန်တော်တို့ဗမာဆောက်ကြင်ကဘယ်လိုလဲဆိုတော့ဗမာအတွေးခေါ်ဝင်သွားတဲ့လူတိုင်းလူလေတိုင်းနိုင်ငံရေးစဖားတွေကနော်လေကြီးပေါ်လေငယ်ဆောက်အိမ်ကြီးပေါ်အိမ်ငယ်ဆောက်နော်မသိမဲဟိုဘယ်လိုပြောမလို့ဟိုအာနာငကူတွေကစီမင်းစီကံတတ်မှတ်ထားတဲ့အာနာတွေကိုချိုးဖျက်ခံရတာတို့တဖြည်းဖြည်းနဲ့ပြန်မြင်လာတဲ့ခါကျတော့အဲကျွန်တော်တို့မဖြစ်တော့ဘူးဆိုတဲ့ဟာကိုလောက်ရတဲ့အချိန်မှာအမုန်းခံရတော့တာ ဖာဒီလိုစစ်မတိုက်ဘူးတို့ဖားရိုက်တယ်တို့ငားရိုက်တယ်တို့ပေါ့တကယ်တမ်းကကြားဖြတ်လုပ်ငန်းတရုတ်နဲ့မဆိုင်ဘူးကြားဖြတ်လုပ်ငန်းကအဓိကလက်သက်တရကအမေရိကန်နော်ခင်ဗျားတို့ကြားဖြတ်ရဲ့တမိုင်းလေးလည်းပြန်လေးလာတရုတ်တွေကမြန်မာနိုင်ငံကိုဖျက်ဆီးဖို့အတွက်ကိုညီမျိုးစုံနဲ့ကြိုးစားတယ်မြန်မာနိုင်ငံကိုအုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်ပြီးတော့ဝင်ရောက်ဆက်ဖက်နိုင်ဖို့အတွက်ညီမျိုးစုံနဲ့ကြိုးစားတယ်ဒါတော့တရုတ်ရဲ့မူဝါဒပေါ့နော်အုပ်တရုတ်ခံရတာဘီလီယံပေါင်း200ကျော်တယ် ကျွန်တော်ရဲ့ live တွေကြံကြည့်ကြည့်ပါအများတော်တော်များများကျွန်တော်ပြောခဲ့အဲ့ဒီကြားဖြန့်ပတ်စံတွေအားလုံးကဘစ်ပွိုင်းကိုရောက်တယ်ဘစ်ပွိုင်းဆိုတာအဲအခုဒူဘိုင်းအခြေဆိုင်ဒူဘိုင်းအခြေဆိုင်အကုန်ရောက်တယ်ပတ်စံတွေအဲတကွာလုံးခွဲယူကြတာပေါ့အခုမှအဝေးစားမြသားမတဲလို့ EU တမကနဲ့အမေရိကန်နဲ့ပြဿနာတက်ပြလိုက်အဲယူကရိန်းနဲ့ရုရှားနဲ့ပြဿနာတက်ပြလိုက်ဂျားတွေကကျွန်တော်နိုင်ငံကလူတွေကကိုလွတ်လပ်ခွင့်နဲ့ကိုဆုံးရှုံးလို့တိုက်ပြီးတော့အဲစည်းခါလာနိုင်ငံကံမှာရှိနေတဲ့ လူတွေကသူတို့ခေါင်းဆောင်ပိုင်းအချင်းချင်းနိုင်ငံအချင်းချင်းကြမှာဟိုချဲလယ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့သူတို့က blind ခံတာသူတို့နိုင်ငံလူတွေ blind ခံတာကျွန်တော်တို့မြန်မာပြည်မှာ blind ခံတာမဟုတ်ဘူးကျွန်တော်တို့နိုင်ငံမှာကိုယ်ရပိုင်ခွင့်တော်ကိုစူးစမ်းရင်းနဲ့ကျွန်တော်တို့စတိခံနေရတာဒါကိုနံပါတ်1ကျွန်တော်တို့သိဖို့လိုတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာအခုရခိုင်တပ်တော်အေးဘာကြောင့်အားကောင်းလာလဲရခိုင်တပ်တော်ရဲ့မူဝါဒတွေဘာကြောင့်အဆင်ပြေလာလဲဆိုတာပြန်လေ့လာ ျွန်တော်ပြောခဲ့ပါတယ်ရခိုင်နေရာတိုင်းမှာရှိပါတယ်နေပြည်တော်တမတော်ရှိတယ်ဒါဒါတိတ်ပြောလို့မကောင်းလို့တချို့ရတယ်နေရာတိုင်းမှာရှိတယ်စစ်ပွဲကိုဘယ်လိုတိုက်ရမလဲဆိုတာနားလဲတယ်နော်အဲ့တော့ဒီစစ်အုပ်စုစစ်အုပ်စုဒီစစ်တပ်ကိုခြေလှယ်နေတဲ့လက်တဆုပ်စာစစ်အုပ်စုရဲ့ခေါင်းဆောင်ပိုင်းတွေစစ်အာဏာရှင်စနစ်ကိုအသက်သွင်းတဲ့လူတွေကိုကျွန်တော်တို့ကဖြည့်ရှင်းတာဗမာစစ်တပ်ကြီးပြုတ်ပါစေဗမာစစ်တပ်ကြီးမရှိပါစေနဲ့ဆိုပြီးတော့ကျွန်တော်လုံနေတာမဟုတ်ဘူးနံပါတ်1ကျွန်တော်တို့ဒါကိုနားလည်တာရမယ် ကျွန်တော်တို့ဒီအာနာရှင်စနစ်ကိုမကြိုက်လို့စစ်အာနာရှင်စနစ်ကိုမကြိုက်လို့စစ်အာနာရှင်ရဲ့အငွေ့အသက်တွေမခိုလုံကျွန်တော်လို့ခိုလုံခွင့်နေမရောက်ရှိအောင်လို့ကျွန်တော်တို့ကာကွယ်ပြီးတော့စစ်တိုက်နေတာဒါကိုနံပါတ်1နားလည်ရမယ်ကျွန်တော်တို့ကရန်သူကိုတိုက်တာရန်သူကိုတိုက်တာရန်သူကိုပြပြတသားခြေမိုးမိုးလို့တယ်ခင်ဗျားတို့ကရင်နေဘယ်မျိုးတိုင်းတာလဲဘယ်နေရာတိုင်းတာလဲလို့ခင်ဗျားတို့ပြောရမလားမြန်မာနိုင်ငံမှာမြင်းမြတ်တာ viewer ကောင်းအများကောင်းအများဆုံးနဲ့ viewer ကောင်းအများဆုံးနဲ့မဆုတ်တန်းခံစစ်ကို မင်းအောင်လန်အတွက်အသက်ပေးရတဲ့ကောင်တွေကကရင်ပြည်နယ်ထဲမှာပဲရှိတယ်။တကယ်တကယ်မိုက်ယူရဲတယ်နော်။တကယ်ဟိုဖိုက်ရဲတဲ့ကောင်တွေပဲထားထားတာ။အခုလည်းအောင်စရာစစ်စင်ကြီးဆိုပြီးတော့ကျွန်တော်တို့ပထမတစ်ခေါက်အဲဒါတထားပါတော့ဗျာ။အကူညီတစ်ခုနဲ့ပေါ့နော်။အဖွဲ့စည်းတစ်ခုရဲ့အကူညီတစ်ခုနဲ့မတိုက်ဘဲနဲ့တိတ်လိုက်တယ်။ခဏပြောကြည့်ပါ BG ကပေါ့ထားပါတော့ဗျာ။ BG ကတော့အစမီတာလောင်မှာကြောက်လို့အဲ့ဒီကပါလာတဲ့စစ်ကြောင်းမှုကိုဖမ်းပြီးတော့ ကရင်ယူလက်ထက်အပ်ပေးတယ်ပေါ့လက်နဲ့တရောအဲ့ဒီချိန်မှာဒီကရင်ယူဘက်ကနေအင်တာဗျူးတာခင်ဗျားတို့ KIC လို့ဘာလို့ကတက်လာပါတယ်မျက်စိမတို့ဘာလို့ကခင်ဗျားတို့သတိမထားမိလို့ပါအဲ့ဒီတက်မှုကပြောရရှင်ကြီးကျွန်တော်နိုင်ငံရေးကိုနားမလည်ဘူးတဲ့စီရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်နားလည်တယ်တဲ့နော်အဲ့တော့စီရေးနဲ့ပတ်သက်ရင်တော့နားလည်တယ်ဆိုတော့ကျွန်တော်မသိလို့မေးကြည့်တာခင်ဗျားအဲ့လိုကောင်မျိုးကကိုရန်သူကကိုမိထားတဲ့ကောင်တော်မှစောက်ချိုးမပြင်းဘူး မင်းအောင်လိုက်မှမင်းအောင်လိုက်သူတို့ကလည်းနိုင်ငံရေးနားမလည်ဘူးတဲ့ကျွန်တော်တို့စစ်တိုက်ဖို့ပဲနားလဲတာတဲ့ဒါတော့မြန်မာဗမာစစ်တပ်ကဟိုကောင်းတာမကောင်းတာထက်ဘူးဗမာစစ်ကောင်းတော့ဝင်ကောင်းတာမကောင်းတာထက်ဘူးကျွန်တော်တို့စစ်တပ်မပြတ်ဖို့အရေးကြီးတာအဲ့တော့နေမလားဆိုတော့မနေဘူးတဲ့သွားမလားဆိုတော့သွားမယ်ဆိုတော့ KNU ကလွှတ်ပေးလိုက်ရတယ်အဲ့လိုဆောက်ကြောတင်းတဲ့ကောင်တွေကိုကျွန်တော်တို့ KNU ဘန်းက KNL ဘန်းကလွှတ်ပေးလိုက်ရတယ်တတ်လို့လည်းမရဘူးဖမ်းလို့လည်းမရတော့ဘူးစစ်သုံးဘန်းဖြစ်လဲခေါ်လာလို့မရတော့ဘူး ဒါကရင်တက်မှုတွေအားလုံးနားလည်အောင်ကျွန်တော်တို့ကစားလိုက်တဲ့တကွက်နော်အောင်စရစစ်ကြောင်းကြီးမှာပါလာတဲ့စစ်ကြောင်းမှုဗျူဟာမှုကိုဖမ်းတာဗျူဟာမှုဆိုတာတကယ်အကြီးဆုံးဗျူဟာမှုရှိတယ်ဒုဗျူဟာမှုရှိတယ်အဲ့တော့အဲ့လိုဗျူဟာမှုတယောက်ရဲ့အတန်တော့အဲ့လိုထွက်လာတယ်ဆိုတော့ခင်ဗျာစဉ်းစားကြည့် ြက်တယ်မိုးတယ်အဲ့တော့ပြောချင်တာဗာလဲဆိုတော့ဗျာခင်ဗျားတို့တချို့နေရာတွေမှာကျွန်တော်တို့ပြည်သူလူထုတွေကတိဖို့လိုတာကျွန်တော်တို့အခုစခန်းနေတိမ်းရတယ်ရခိုင်နေတော့လက်နဲ့မရဘူးစခန်းနေတိမ်းရတယ်မြောက်ပိုင်းတော့ကျွန်တော်လက်နဲ့မရဘူးဘာလို့ဆိုတော့သူတို့ကမဆုတ်တန်းခံစစ်ဆိုတာဆုတ်သွားပြီဆိုရင်တော့မှအလုံးစုံဖြတ်စည်းပြီးတော့မှဆုတ်ဆုတ်သွားတာအလုံးစုံဖြတ်စည်းပြီးမှဆုတ်သွားတာ အဲ့တော့ဒီအခုကတိုင်းဒီမှာဆိုရှင်လေဒီတိုင်းမှာ point five တွေ120တွေအကုန်လုံးဖြတ်စည်းသွားတာဘာတခုမှအကောင်းမရဘူးကြည်တော့ပဲရတယ်လက်နဲ့မရဘူးတချို့တော့စခန်းနေတယ်ဒီတိုင်းမှာတောင်ပိုင်းမှာတကယ်မဆုတ်တန်းခံစစ်တွေပြီးတော့စခန်းပေါင်းအများကြီးအများကြီးစခန်းတွေအများကြီးပြီးတော့အဲ့လိုစခန်းတစ်ခုမှာအနည်းဆုံးလူ80တရာရှိတယ်အဲ့ဒါ viewer ကုန်းသေးသေးလေးတော့မဆုတ်တန်းခံစစ်တွေ เนาะဒီနားမှာကျွန်တော်ရွတ်ပြရင်အများကြီးပဲဒီနားမှာရွတ်ပြရင်အများကြီးပဲကျွန်တော်တို့ဒီရင်းလေးတစ်ခုနားမှာတော့မှတက်မ3ခုရှိတယ်ပြူဟာကုန်းတစ်ခု2ခု3ခု4ခု5ခု6ခု9ခု10ခု8ခုအဲ့ဒါရင်းတစ်ခုထဲမှာเนาะတက်မရဲ့ရင်းတစ်ခုထဲမှာပဲပြူဟာကုန်း6ခုလောက်ရှိတယ်ဂိတ်တွေမပါသေးဘူးတက်မကြီးရဲ့3ခုလောက်ရှိတယ်အဲ့လိုဝိုင်းလာတာကရင်ရဲ့ ကရင်ရဲ့စစ်စင်ရောအဲ့လိုဝိုင်းလာတာဒါပေမဲ့ကျွန်တော်တို့ဘာလို့မြို့မသိမ်းတာလဲမြို့သိမ်းပြီးသူလာမယ်ကျွန်တော်တို့မြို့ဘယ်ချိန်သိမ်းပါလဲသိမ်းပါကျွန်တော်သိမ်းပါဒါနဲ့ဒီချိန်မတန်သိမ်းရင်မသိမ်းဘူးဘာလို့ဆိုရန်သူကိုကျွန်တော်တို့ကတိုက်တာဖြစ်တဲ့အတွက်ရန်သူရဲ့ရန်သူဘက်ကိုရက်တည်တဲ့ရန်သူမှန်များကျွန်တော်တို့တုတ်တင်ပြီးတော့မှကျွန်တော်တို့လိုအပ်တဲ့အတိုင်းအတာတစ်ခုကိုလုပ်မယ်အေးဒါပေမဲ့ပြည်သူတွေမထင်မှတ်ထားတဲ့ပုံစံမျိုးကိုလုပ်ဖို့အတွက်လည်းရှိတယ်လုပ်ချင်မှလည်းလုပ်မယ်လုပ်သိရင်လည်းလုပ်မယ်အဲလုပ်ဖို့တော့လည်းရည်ရွယ်ထားတာရှိတယ် ါကျွန်တော်အတိအလင်းတင်ကြပေးတာအဲ့တော့တောင်ပိုင်းမှာရှိနေတဲ့ PDF တွေ local PDF တွေတချို့သိပေးခြင်းလဲဒီ2025အားလုံးတို့အဆုံးပြတ်ဖြစ်တဲ့အတွက်မိမိတို့ကိုယ်တိုင်ပြပြသာသာယက်တည်ကြပါမိမိတို့ကိုယ်တိုင်လည်းပြပြသာသာဆောင်ရွက်ဖို့ကြိုးစားပါကျွန်တော်တို့ကပြည်သူလူထုရဲ့မျက်နှာကိုထောက်မယ်ဆိုရင်တိုင်းရင်းသားပြည်သူတစ်ရက်လုံးရဲ့မျက်နှာကိုထောက်မယ်ဆိုရင် ပြည်သူဘက်ကနေပြီးတော့ပြည်သူထိခိုက်နေတာမှုအ ਨੇ ဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ဖန်တီးနေတာဘယ်အဖွဲ့စည်းလဲဆိုတာတရားစုံစမ်းဖို့တော့လိုတယ်။မြောက်ပိုင်းမှာဖြစ်သွားတဲ့ MNDA နဲ့ TNL ရဲ့ကိစ္စက UNG နဲ့မတည့်တဲ့ပြဿနာ။ UNG ကငါတို့ကပြည်သူရှိကခိုးထားလို့လိန်ထားလို့ရတဲ့ပတ်စံနေနဲ့လက်နဲ့လိုက်ဝယ်တယ်။လက်နဲ့ဆိုတာဝယ်ချင်တိုင်းဝယ်လို့ရတာမဟုတ်ဘူး။ကျွန်တော်အမြဲတမ်းပြောခဲ့တဲ့အညာအမြဲတမ်းသတိပေးတယ်နော်။ကြီးစံတွေကတိရွတ်တွေလိုကြွေမကြဘူး။ လက်လက်တွေကတက်ပင်တွေတို့အပင်မပောက်ဘူးလို့ကျွန်တော်ပြောထားတယ်စိတ်ဓာတ်ရှိဖို့ပဲလိုတယ်စိတ်ဓာတ်ရှိဖို့ပဲလိုတယ်ဦးအားလုံးပြင်ဆင်စုဖွဲ့ထားယူပါပြီ NUG တောင်မသိဘူးအင်အားသိမ့်ရှိတယ်နော်အင်အားသိမ့်ရှိတယ်တနိုင်ငံလုံးအတိုင်းတာလဲဆိုအင်အားကိုကျွန်တော်တို့3သိန်းတော့ရှိတယ်အင်အား3သိန်းတော့ရှိတယ်မလုတ်သေးတာစာခါစာဘက်ကိုရော NUG ဘက်ကိုရောတပြိုင်တည်းလုံးမှာဖြစ်တဲ့အတွက်မင်းတို့သတိထား ဒေါ်စင်မောင်အောင်ကျွန်တော်သတိလေးတစ်ခုပေးခြင်းတယ်နော်အဖူတို့ကခေါ်တယ်အေးဇင်မောင်နေတို့ဘာလုပ်မှာလဲအေးလွင်ကိုလည်းနေတို့ဘာလုပ်မှာလဲအေးရီမွန်နေတို့ဘာလုပ်မှာလဲ UNG ကိုတတ်မှတ်ထားတဲ့အဆင့်အ3ခုပဲရှိရဲဒါပေမဲ့ UNG လို့တတ်မှတ်တာမဟုတ်ဘူးနော်ဗမာတွေကိုဥဆောင်နိုင်တဲ့ထင်တဲ့လူတွေကိုတတ်မှတ်ထားတာတော်လန်ရေးမှာတချို့သောတော်လန်ရေးတပ်ဖွဲ့တွေကိုဟိုလက်ကင်ထားရတယ်လို့ထင်ပြီးတော့ဆွေးနွေးတာနေရာပေးတာမဟုတ်ဘူးဒါကိုခင်ဗျားတို့သိဖို့လိုတယ် တနိုင်ငံလုံးစီယုံမှရမယ်ဆိုရင်ခင်ဗျားတို့ပါကားပါတွေကိုအေးယူရမယ်ပါကားပါကိုဖျက်သိမ်းရမယ်ခင်ဗျားတို့ပါကားပါစီယုံချုပ်ဆိုပြီးတော့ပေါ်လာတဲ့ဟိုကဒါခင်ဗျားနိုင်ငံရေးမယူသားတာတော်လိုင်းရေးမယူသားတာပါကားပါစီယုံချုပ်ဆိုပြီးတော့ခင်ဗျားတို့တိဆောက်ပြီးပါကားပါအစည်းအဝေးတွေခေါ်တဲ့အဲတကယ်အလုံးလုံးတဲ့ပါကားပါတွေကိုခင်ဗျားတို့ကယုံမှထားပြီးတော့ကျန်တဲ့ကောင်တွေကိုနေရာပေးဖို့ကြိုးစားတယ်တော်လိုင်းရေးမဖျက်ဆီးတဲ့အဲစောက်ပြဿနာရှိရဲ့ ကျွန်တော်ဒါသတိပေးတာလောခင်ဗျားတို့ဒီတောင်ပိုင်းမှာလှုပ်လို့မရတော့အဲခင်ဗျားတို့မြောက်ပိုင်းကိုတက်သွားတယ်အညာကိုတက်သွားတယ်မှုရင်တိုင်းမှုရတယ်မလှုပ်နဲ့ပြဿနာရှုပ်ကုန်မယ်သူ့ဘန်သူရှိပါစေတချို့ကိစ္စတွေမှာခင်ဗျားတို့ဒီလက်နက်ဝယ်တဲ့ကိစ္စတွေမှာမယိုးသားမှုတွေအများကြီးအခု TNL ဘာလို့ဖမ်းလာလဲဆိုတော့ UNG ကိုဆောင်းမြက်ကလို့ဖမ်းလာငါသိတာပေါ့ကျွန်တော်ပြောတယ်ဘာလို့မေးလဲကျွန်တော်မေးတယ်ဘာဖြစ်လို့သူကဖမ်းလိုက်တာလဲ MLD ခေါင်းဆောင်ဘာလို့ဖန်ခံရလဲဆိုတာ UNG ကိုမေးကြည့်မင်းတို့နေပိန်းစောက်ပေါ်တွေကတရုတ်ကိုဆွတ်ဆဲနေတယ်တရုတ်ကတရုတ်ကကြားဖြတ်နေမဟုတ်ဘူးဟိုနိုင်ငံတကာကပါသူ့ကိုဖင်ဝိုင်းချတဲ့ခါကျတော့တရုတ်ကအော်ပြီးတော့ MLD ခေါင်းဆောင်ဖန်လိုက်ရတဲ့အဆင့်ဖြစ်ပါတယ်တရုတ်ကအကုန်လုံးဘွားပြပါတာတရုတ်ကလည်းသူ့အကျိုးစီးပွားထိလာတော့ဘယ်ခံမလဲတရုတ်ဆိုတာငကိုရဲတကောင်တွေကကောင်းတဲ့ကောင်တွေမှမဟုတ်တာနော် MLD ခေါင်းဆောင်ကိုတရုတ်ဘာလို့ဖန်လာလဲဆိုတော့ UNG ကိုမေးကြည့် အဲ့တော့ပြောချင်တာပါလဲဆိုတော့အဖေကတော့ရှင်းပါတယ်ကျွဲနှကောင်ခတ်တဲ့ကြားမှာမြေစာပင်တွေဖြစ်မခံကြနဲ့လို့သတိပေးချင်တာကျွန်တော်တို့ရဲ့ PDF တွေ local PDF တွေ PDF တွေအခုကကျွန်တော်တို့ကဆက်အနာရှင်ကိုတိုက်နေရင်အချင်းချင်းကြပြိပက်ကလည်းကြီးမှားတယ်အဲ့တော့ခမားတို့ဒီလက်နက်တွေကိုအရင်တော့ TNL တွေတို့ MNDA တို့ဘာလို့ဘာထားပါတော့ဗျာနာမည်တက်ပြီးပြောရင်တိတ်စောက်ပြဿနာရှိတယ်မြောက်ပိုင်းကတကယ်အဖွဲကြီးအဖွဲကလက်နက်တွေထောက်ပံ့တယ်ရောင်းဝယ်ပေးတယ် ဒါကိုကလင်ကြီးကြီးကြပြီးအညာသားတချို့လူလူလူမိုက်ငှားပြီးတော့အဲလက်လက်တွေကိုပေးမချေဘူးလူဘာဝရယ်နော်ခင်ဗျားတို့ဒီတောင်ပိုင်းကိုဟိုဆဲဆဲတဲ့ပြဿနာတွေရွှေကုတ်ကိုတိန်လို့မရနိုင် အမြောက်တွေကိုတိန်လို့မရနိုင်ကို့ကြည့်တော့လေတမ6ခွန်ကနေတော့မထွက်ဘူးကရင်ပြည်နယ်ကနေပြီးတော့ကရင်ကိုပဲလွတ်ဆဲတယ်လူတယောက်ကိုဖုံး၄၅လုံးသုံးအောက်ပုံးနေတယ်ကျွန်တော်တို့လည်းဖုံးသုံးတာပဲအစုပ်တွေကျွန်တော်မှအများကြီးပဲမှာနှလုံး၃လုံးအောင်ရှိတယ်မှာ အားလုံး၄လုံးပေါ့ဗျာထားပါတော့ဒါဟိုအဆုပ်တွေသုံးလုံးရတဲ့ဟာတွေရောသုံးလုံးရတဲ့ဟာတွေမှာမဟုတ်နော်အဲလိုရှိတယ်အဲ့တော့ပြောချင်တာဘာလဲဆိုတော့အဲတချို့မြင်အောင်ကြည့်ပြပါ မြင်အောင်ကြည့်ပြပါနော်မြင်အောင်ကြည့်ပြပါ တချို့ကျွန်တော်တို့ပြောချင်တာကဒီအခုလက်ရှိ ဖြစ်နေတဲ့အခုလက်ရှိဖြစ်နေတဲ့တိုက်ပွဲတစ်ခုလုံးရောနိုင်ငံရေးရာရောစီးရေးရာရောကျွန်တော်တို့ရခိုင်နဲ့ကရင်ကလွဲပြီးတော့ အဲကျန်တဲ့အဖွဲ့အစည်းတွေကတော့ဒါကျွန်တော်တို့လက်တွဲအဆောင်ရရမှာဆိုလိုချင်တာကတနိုင်ငံလုံးကိုသွားနိုင်တာဘယ်သူတွေလဲတနိုင်ငံလုံးကိုဥဆောင်နေတာဘယ်သူတွေလဲဆိုတာမြင်အောင်ကြည့်ဖို့တော့လိုတယ်ကျွန်တော်တို့ပြည်သူတွေမထင်မှတ်ထားတဲ့အဖွဲ့အစည်း၅ဘွဲကပေါင်းလိုက်မယ်နော်ပြည်သူတွေမထင်မှတ်ထားတဲ့အဖွဲ့အစည်း၅ဘွဲပေါင်းလိုက်မယ်အဲဆက်အနာရှင်ကိုအမြင့်ပေးဖို့ကြိုးစားလိုက်မယ်ဒါပြင်လည်းမင်းအောင်လိုင်းကလည်းကျွန်တော်တို့ short တော့လို့မရဘူးမင်းအောင်လိုင်းအရန်ကြောက်ဖို့ခေါင်းတော့ပါ အရန်ကြောက်ဖို့ကောင်းတယ်ကွာနော်အရန်ကြောက်ဖို့ကောင်းတဲ့ကောင်ဖြစ်တဲ့အတွက်လဲအာနာကိုတစ်ဖက်လက်သိမ်းပြီးတော့ပါတီနဲ့ဆိုးရအောင်ရန်တိုက်သွားတာကိုဘယ်စောက်ပိမှနားမလဲ2020ရွေးကောက်ပွဲရလက်အနိုင်ရအစိုးရအနိုင်ရအစိုးရဖြစ်ရမယ်ဟောပြောမယ်ဆိုမလုံးပေးွားတာမလုံးပေးွားတာမင်းအောင်လန်ဆောင်းရမ်းလဲတယ်ကောင်မင်းအောင်လန်တကယ်ချီးကျူးဖို့ကောင်းတယ်ခွေးမလားသူ့ကိုလည်းကျေးဇူးတင်ပါတယ်ဒီကာလမှာဘယ်ကောင်ဘာကောင်စိတ်သက်တရားအစလောက်ရက်တရားအစအကုန်ပေါ်လာတာ နိုင်ငံရေးသမားတွေရောပါပရိဒသမားတွေရောအဟိုမြောက်ဒီမြောက်တွေရောအကုန်လုံးတွေ့ရတွေ့ရတာအများကြီးတွေ့ရတယ်အငါတို့ကဘသူငါတို့ကဘလူငါတို့ကဘာညာသိတယ်မလားအားလုံးကတော့ကိုမျိုးကိုသိင်းကျင်တဲ့ကောင်းလေးပဲကျွန်တော်လည်းကျွန်တော်ဘကူမျိုးသွားသိင်းကျင်တာပေါ့ကျွန်တော်တို့ဘကူမျိုးချကျင်တာပေါ့ဒါပေမဲ့ချလို့မရသေးတဲ့အချိန်မှာညင်နေရတာပေါ့ခင်ဗျာစစ်ပွဲကအခုအခုတိုက်အခုပြီးတာမဟုတ်လားအခုတိုက်အခုပြီးလို့ရှင်တင်းတင်းပြီးသူထချမှာပေါ့တချို့ကပြောတယ်မင်းလိုက်ပဲလွှင့်နေဘာစောင်းလုံးမလို့ဘာညာနဲ့ ကျွန်တော်တော့ဘာမှမသိရင်ကျွန်တော်ဒီလိုပြောလို့ရမလားကျွန်တော်ဘာမှနားမလဲဒီလိုပြောလို့ရမလားအဲ့တော့ပြောချင်တာတစ်ခုပဲအာတင်နာပြည်သူလူထုပေါ်မှာမူတည်တယ်ဒီတော်လန်ကြီးကတိုင်းရင်းသားပြည်သူတရားလုံးပေါ်မှာမူတည်တယ်တော်လန်ကြီးကပြည်သူပေါ်မှာမူတည်တယ်ပြည်သူတွေအကုန်လုံးကလည်းမပိမ့်ဖို့အရေးကြီးတယ်ကျွန်တော်တို့ကအချက်လက်နဲ့မျှဝေနိုင်အောင်စူးစမ်းရမယ်အစိုးရဆိုတာအစိုးရအင်္ဂါရနဲ့ညီရတယ်တန်တမန်နီလန်ဘာမှမအောင်မြင်ဘူးအရှိတီမောလစ်နိုင်ငံဆိုတာဗျာနိုင်ငံမဲ့နေတာကဘာမဲ့နေတယ်ကောင်တိတယ်မြို့သူက ီကဘာကြီးထဲမှာပေါ့ကျွန်တော်ဒီကဘာထဲမှာလူတွေနေတဲ့ဒီကဘာကြီးမှာရှိပြီမဲ့အဲ့တီမောလက်နိုင်ငံအာရှကလည်းအတန်းမဝင်ဘူးဥရောပလည်းတန်းမဝင်ဘူးအာဆီယံလည်းတန်းမဝင်ဘူးနိုင်ငံမဲ့နေတော့ကဘာမဲ့နေတာအဲ့လိုကောင်မျိုးနဲ့တွားပြီးဓပုံရိုက်ဖော်ရှိုးလုပ်ပြီးတော့သူတို့ကမသိရင်ပဲတန်တမန်ရေးကိုជីကြီးမမဆောင်ရွက်နေတယ်လို့ပါလို့ဆောက်ကြီးဆောက်ကြံနေပြည်သူကိုဂျင်းထဲတာ အဲလက်ရှိအခြေအနေအရစစ်ပွဲကအဟုတ်ပြီ okay ပြအဲ့ဒါဆိုမင်းအောင်လိုင်းကရွေးကောက်ပွဲမဖြစ်မနေလုပ်မယ်ပေါ့နော်အချားလက်ရွေးကောက်ပွဲလည်းဖြစ်ကြောင်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါတမိုင်းထောက်ထားရကျွန်တော်တို့ပြောတာအဲ့တော့ရွေးကောက်ပွဲမပြီးအောင်ရွေးကောက်ပွဲလုပ်လို့မရအောင်ဘာလို့မလုပ်မလဲမင်းအောင်လည်းပြောတာရှင်းရှင်းလေးရန်ကုန်ရဲ့မန္တလေးရဲ့နေပြီးတော့ရဲတဲ့ဘကိုးတော်မပါဘူးရန်ကုန်ရဲ့မန္တလေးရဲ့နေပြီးတော့ရဲနိုင်ရပြီတဲ့ရရင်အဲ့နေရာရရင်ရပြီတဲ့ကျန်တဲ့နေရာတိတ် ဆောက်ယူနေတာကျွန်တော်တို့တီးလို့ပြောနေတာတော့တနိုင်ငံလုံးပြာချမှာမဟုတ်ဘူးနဲ့တနိုင်ငံလုံးပြာချမှာမဟုတ်ဘူးနဲ့မင်းအောင်ရွေးကောက်ပွဲတကယ်လို့လုံနိုင်သွားရင်ပီတက်တွေကတဘုံဖြစ်မှာပီတက်တွေကအချမ်းပတ်ဖြစ်မှာမင်းအောင်လည်းကြောက်တာပီတက်ကိုကြောက်တာအန်ယူဂျူကြောက်တာမဟုတ်အန်ယူဂျူကသူကစောင့်မြက်ကန်နေတာစောင့်မြက်ကန်နေတာ NUG လို့ပြောလိုက်ရင်သူကလေမြန်းနဲ့ကျဲပြီ NUG လို့ပြောလိုက်ရင်သူကလေမြန်းနဲ့ကျဲပြီစောက်မြက်ကန်နေတာ NUG ကိုစောက်မြက်ကန်နေတာ PDF ကိုကြောက်တာအဲ့တော့ကျွန်တော်တို့ကအချိန်ဟုန်နဲ့တွားဖို့တော့ကိုတော်တော်လေးတော့နင်းနေပါပြီနင်းရနင်းနေပါတယ်เนาะအဲ့အဲ့တော့ရေရှည်ရက်တီဖို့ခက်ခဲနေတဲ့ PDF တွေလည်းအဲကျွန်တော်တို့ဒီဘက်စီဝေးကိစ္စတွေပါအညာတွေပြီးွားရင်တော့ဆုံးဖြတ်ချက်တွေချဖို့တော့ရှိပါတယ်ရှိပါတယ်เนาะအဲ့တော့ကျွန်တော်တို့ ဒီတော်လန်ရေးမှာအမြင်မှန်ရပြီဖို့ကျွန်တော်တောင်းဆိုခြင်းတယ်ပြည်သူလူထုကအမြင်မှန်ရမှာကျွန်တော်တို့တော်လန်ရေးဆက်သွားလို့ရမှာเนาะအခုဆိုကျွန်တော်တို့ဆိုအခက်အခဲအကျက်ကျဲကြမှာအမြဲတမ်းရင်ဆိုင်နေရတယ်เนาะအဲ့တော့အဲကျွန်တော်တို့အခက်အခဲအကျက်တွေကိုဝိုင်းဝန်းဖြည့်ရှင်းပေးဖို့ကူညီပေးဖို့တော့လည်းကျွန်တော်တို့တောင်းဆိုတယ်အဲကျွန်တော်အခုဆောတော့ပြောတဲ့အသီး20ဆိုတာကလည်းကျွန်တော်အဖွဲတစ်ဖွဲကိုပေးကြရှိတယ်အားလုံးပေါင်း3ဖွဲပေးကြရှိတယ်ပေါ့ဗျာ3ဖွဲမှာကအဲ local တစ်ဖွဲအဲဒီဆောတော့ပြောတော့ဒီ ဒီ MOD အောက်က PTA တွေတစ်ဖွဲ့အဲကျွန်တော်အဲ့ဒီလက်ပြဖုံးလေးတွေပေးခြင်းတယ်။နောက်အခုဆိုကျွန်တော်ဒီဖုံးတောက်လျှောက်ဆက်တယ်။အဲပစ္စည်းတွေရောက်ဖို့အတွက်ကိုကျွန်တော်ကိုအဲပြောမယ်ဆိုကျွန်တော်အလှူမခံခြင်းဘူးလား။လူခန်းမှာကျွန်တော်တော်တော်ရှက်တယ်ပြောရတယ်။နော်ဟုတ်တယ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 ် အဲသူကပြဿနာဒီလိုဗျအဲဟိုဘယ်လိုပြောမလဲကျွန်တော်တို့ဒီမြန်မာနိုင်ငံထဲကိုကုလသမဂ္ဂပဲဖြစ်ဖြစ် UN ပဲဖြစ်ဝင်လာဖို့ကအကြောင်းပြချက်ရှိရတယ်အခုဟာကခင်ဗျမင်းအောင်လှိုင်ကလူတွေကြာပြီးတော့အာဏာသိမ်းတာအဲ့တော့ကဘာလည်းဖြစ်ရှင်းခတ်တယ်ပြည်တွင်းပြဿနာဖြစ်သွားတာတကဘာလုံးပြဿနာမဟုတ်ဘူးတကဘာလုံးပြဿနာဆိုတာအကျိုးစီးပွားအကြီးရယ်ဆုံးလာပြောသလိုပေါ့ EU သမဂ္ဂနဲ့ EU သမဂ္ဂနဲ့အပေးယူမတဲလို့ ရုရှားရဲ့ရေနံစည်းကွက်ကိုဖျက်ချင်လို့စစ်ပွဲကြီးလုပ်လိုက်တဲ့ပြဿနာတွေနောက်တော့အရှိလေပိုင်းဒေသမှာရှိနေတဲ့ဒီဆွမ်းနာပြောသလိုပေါ့အရှိလေပိုင်းမှာရှိနေတဲ့ဒီသူတို့အစ္စလမ်ချင်းချင်းကြမှာဝါရမတူသဘောထားမတူပဲနဲ့အကျိုးစီးပွားတွေအတွက်တိုက်နေတဲ့စစ်ပွဲတွေအများကြီးပါအများကြီးပါအကျိုးစီးပွားစစ်ပွဲကြီးပဲအကျိုးစီးပွားကနေရာတိုင်းမှာရှိတယ်အကျိုးစီးပွားမှမများတိုက်ရင်တော့အဲစစ်ပွဲဆိုတာဖြစ်လာမှာပဲနိုင်ငံရေးအထီးကြီးဆိုတာဖြစ်လာမှာအဓိကအကျိုးစီးပွားပဲနေရာတိုင်းမှာအကျိုးစီးပွားရှိတယ် အဲ့တော့ကျွန်တော်တို့မိဘပြည်သူတွေကိုအကူအညီတစ်ခုတောင်းမယ်ကျွန်တော်အခုဒီလအတွက်အဲအနည်းဆုံးဒိန်း20လောက်လိုပါတယ်နော်အဲစောက်ရှက်မရှိစွာနဲ့ပဲကူညီနိုင်တဲ့လူတွေကူညီပေးဖို့တော့မြေတာရက်ခံတယ်နော်ကူညီနိုင်တဲ့လူတွေကူညီနိုင်ပေးဖို့မြေတာရက်ခံတယ်နော် အဲ့တော့ဆရာပြောသလိုမန္တလေးမှာမန္တလေးမြို့တော်ကာကွယ်ရေးအတွက်ကိုအဲသူပုဂ္ဂလိကလုံခြုံရေးနဲ့အတူစစ်မှုထမ်းဖို့အတွက်အဲအင်အား9000တောင်းလာတယ်အဲ့လိုကျွန်တော်ပြောတယ်မန္တလေးတတိုင်းလုံးပေါ့နော်မန္တလေးတတိုင်းလုံးအတွက်တော့မန္တလေးတိုင်းလောက်လက်ဘေးလက်ယူပြီးတော့မန္တလေးတိုင်းလောက်ဘောမများတဲ့မန္တလေးတိုင်းလောက်စောက်ပိန်းများတဲ့နီလင်းစိမ့်စိမ့်စစ်လက်စီများတယ်မန္တလေးကဒီလိုပဲဆရာပြောသလိုမကွေးမြို့ဆိုလည်းအတူတူပဲမကွေးတိုင်းလည်းစစ်လက်စီများတယ် မန္တလေးတိုင်းလည်းဆိတ်လက်စီများတယ်။အေရဝတီတိုင်းလည်းဆိတ်လက်စီများတယ်။တာကူးတွေများတယ်။နော်။ဒါတော့ပဲပြောချင်တယ်။အဲ့တော့ကျွန်တော်တို့ပြည်သူတွေတရက်လုံးပေါ်မှာမူတည်တယ်။မင်းအွန်လိုင်းရဲ့အုပ်ချုပ်မှုအောက်မှာရှိနေတဲ့လူတွေရောတိုင်းရင်းသား EO EAO နဲ့တနိုင်ငံလုံးမှာရှိနေတဲ့ပြည်သူလူထုရောဒီတော်လန်ရေးတွေပြည်သူလူထုပေါ်မူတည်ပါတယ်ဆိုတဲ့အကြောင်းကိုပြောချင်တာ။ပြည်သူလူထုကပဲအဆုံးဖြတ်ပေးရမှာ။ပြည်သူလူထုကပဲကန့်ကွက်ရမှာ။ပြည်သူလူထုကပဲအဲရက်ခံရမှာ။ပြည်သူလူထုမတောက်ခံနိုင်မရက်ခံနိုင်ဘူးဆိုရင်တော့ အတော်လန်ရေးကကိုလိုချင်တဲ့အချိုးအစစ်ကိုတော့မရောက်မှာမဟုတ်ဘူးတော်လန်ရေးကတော့အောင်မယ်ကိုလိုချင်တဲ့အချိုးအစစ်မရောက်နိုင်ဘူးဆိုတာကိုပြောကြရင်လည်းကျွန်တော်ကတတ်နိုင်ဆုံးအားလုံးအဖြစ်ပေးကြပါလို့မြတ်တာရခံပါတယ်အဲတကယ်ရေးကြီးလို့ပါနော်တကယ်လိုအပ်လို့ပါနော်အားလုံးကျေးဇူးတင်တယ်အဲ့တော့ဆောနာပြောသလိုပေါ့ဒီတောင်ပိုင်းကိစ္စတွေမြောက်ပိုင်းကိစ္စတွေတိုင်းရင်းသားကိစ္စတွေတိတ်မစင်စားနဲ့တော့ဗမာပြည်တွင်းထဲမှာရှိနေတဲ့ ဗမာပြည်တွင်းထဲမှာရှိနေတဲ့ပြည်မထဲမှာရှိနေတဲ့ဗမာလူမျိုးတွေမြန်မာနိုင်ငံသားဗမာလူမျိုးတွေပေါ့အဲ့တော့အဲ့ဒီလူတွေကိုကျွန်တော်တို့ဘယ်လိုဝိုင်းရံကူညီရမလဲဆိုတာကိုအဖက်ဖက်ကစဉ်းစားနေတယ်လက်နက်မရှိလို့စစ်မတိုက်ရဘူးလို့လက်နက်ရှိပြန်တော့လဲရိတ်ခါမရှိရင်စစ်တိုက်လို့မရဘူးအဲ့တော့စစ်ပွဲဆိုတာအများကြီးလိုအပ်တယ်เนาะကျွန်တော်တို့ပြည်သူလူထုကရိုးရိုးသားသားနဲ့အများကြီးပြစ်ဆက်တာပြီးပြီးဒါတွေကိုလူလိန်ကြလူဘာဝ နော်အောက်တန်းစားဆန်ဆန်နဲ့အောင်လုံးထိုးနေတဲ့လူတွေကိုလည်းတတိထားဖို့တော့လိုတယ်ဆိုတာကိုပြောကြရင်လည်းဒီလိုက်ကိုညီကုန်းချုပ်ပါတယ်ကျွန်တော်တို့တိုင်းရင်းသားအီကိုအီအာကိုခေါင်းဆောင်များကလည်းစနစ်တကျပြင်ဆင်နေသလိုကျွန်တော်တို့ရဲ့ local PD ရဲ့တပ်မှုတွေရောရဲဘော်တွေရောအားလုံးကလည်းအာတင်နာပါပြည်သူလူထုကလည်းအာတင်နာပါကျွန်တော်တို့လိုချင်တဲ့ပန်းနိုင်ကိုရောက်ဖို့ဆိုရင်ကျွန်တော်တို့နည်းနည်းလေးစိတ်ရှိဖို့လိုတယ်နည်းနည်းလေးစိတ်ရှိဖို့လိုတယ်ဆိုတာကိုပြောကြရင်လည်းဒီလိုက်ကိုညီကုန်းချုပ်ပါ